မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်3ရဲလေးကြီးအကြောင်းနဲ့63935တန်ချက်ကတိုက်ရင်းကို drone နဲ့ပုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ21ရက်နေ့မှာစကိုင်းမြို့အခြေစိုက်အကြမ်းဖက်စစ်တပ်ရဲ့ရဲလေးကြီးအကြောင်းအမှတ်3ကိုအာနာရှင်စနစ်တိုက်ဖြတ်ရေးပြည်သူ့တပ်ဖွဲ့ PAFD ရဲ့ဦးဆောင်မှုနဲ့တော်လိုင်းအဖွဲ့ခေါနာဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်က drone 15စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရအောင်အချက်မဲ့စစ်ကောင်စီတပ်သားများကဂျမ်မာများနဲ့ပြန်လည်ခုခံပစ်ခတ်တဲ့အတွက်တော်လိုင်းတပ်ဖွဲ့များဘက်က drone ၄စီးနဲ့အတူဘုံသီးခွနာလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့များဘက်ကရည်ရွယ်ထားတဲ့ပြစ်မှတ်များကို ဒရုန်းပုံဒီတလုံးနဲ့ပြစ်ခတ်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း60မမလက်နက်ကြီးများလက်နက်ငယ်များနဲ့ပြန်လည်ရန်တမ်းပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တဘာလ22ရက်နေ့မှာလည်းစကိုင်းမြို့နယ်အုံတော်ကြီးရွာမှာအခြေစိုက်တဲ့အကြမ်းဖက်စစ်တပ်ရဲ့တန်ကြပ်ကတရင်63935ကို drone ခေါ်တဲ့စီးနဲ့အကြမ်းဖက်စစ်တပ်ရဲ့အဆောက်အဦများကိုပြင်ပထားပြီးတော့ဘုံဒီရှက်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများရှိနိုင်ပြီးတော့သတင်းအတိအကျကိုတော့အတိမပြုတ်နိုင်သေးကြောင်းအာနာရှိစနစ်တိုက်ဖြတ်ရေးပြည်သူ့တပ်ဖွဲ့ PAFT ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေတိုင်းရေစကြိုမြို့နယ်မှာရှိတဲ့စစ်မရဲပြူစောတိစခန်းကိုဒေသခံကာကွယ်တပ်ဖွဲ့များက24ရက်နေ့မနက်9:00နာရီကမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်မရဲကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ပြူစောတိစခန်းကို၃ချိန်မြောက်တိုက်ခိုက်မှုအပြီးမှာအပီးသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စခန်းသိမ်းတိုက်ပွဲအတွင်းမှာပြူစောတိ၃ဦးသေဆုံးပြီး၂ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါဗျ။ကြာရှိနေတဲ့စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများကတော့ထွက်ပြေးသွားကြောင်း YSO ကဥယျာဉ်ကပြောဆိုထားပါဗျ။ ယ်ဒါအပြင် MA4 outdoor တလက် G3 တလက်ကာပိုင်နှစ်လက် 12G ပြည့်တနက်၄လက်လက်ပြဘုံဒီ၅လုံးကာပိုင်ကြီး956တောင်း G3G 30 5.5G 14တောင်းရှေ့ရွာမိုင်းတလုံးနဲ့အခြားဆက်ဆက်ပစ္စည်းအနည်းငယ်ကိုလည်းသိသိရမိခဲ့ကြောင်း၎င်းကပြောဆိုထားပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ Urban Underground Revolution Force YSO ပခုတ်ကူခရိုင်တရင်3တရင်10တရင်2 မြင်းမြန်ခရိုင်တိုင်ရင်တက်မြိုင်ပကဖဒရုန်းတပ်ဖွဲ့ဒေါင်းသွင်းနီပျောက်ကြားတပ်ဖွဲ့ YSO ဒေါင်းစစ်တီပခုတ်ကူအဖွဲ့ဒေါင်းညီသွင်းနီသွေးတောက် YSO RDS နိုင်ငံအထူးတပ်ဖွဲ့မြိုင်ဘာမာ Revolution Force မြောင်တပ်ပေါင်းစုမြိုင် Revolution Team ညီနောင်သုံးဖို့ YSO Dragon Brother YSO RC တပ်ပေါင်းစုနဲ့ RC Plate တပ်ပေါင်းစုအဖွဲ့များကပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမှာတော့အဲ့ဒီပြူစောတီစခန်းချထားရာကြီးရပတ်ဝန်းကျင်ကိုနေပြည်တော်ရှင်းလင်းရေးတွေဆက်လက်ပြီးတော့လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့ပေးဆုံးသွားပြီလို့သတင်းထွက်ခဲ့တယ်ဒုဗိုလ်မှူးကြီးတပ်ပိုင်ထွန်းဟာလက်ကီမန်ဟိုတယ်မှာရှိနေသေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားကန်မြို့စိုင်းတောင်ချေးရွာလက်ကီမန်ဟိုတယ်မှာပိတ်မိနေကပြည်သူများရဲ့နေအိမ်များကိုမီးရှို့ရန်အမိန့်ပေးနေတဲ့သူဟာပေးဆုံးသွားပြီလို့သတင်းထွက်ခဲ့တယ်ဒုဗိုလ်မှူးကြီးတပ်ပိုင်ထွန်းဖြစ်ကြောင်းသိရှိရပါတယ်ပြီးခဲ့တဲ့မတ်လ10ရက်နေ့တာမခန်မြို့တက်ကနေထွက်ပြေးလာကကတိုင်းတောင်တိုက်ပွဲမှာတေဆုံးခဲ့တယ်လို့သတင်းအမှားများထွက်ခဲ့တယ်အကြမ်းဖက်စစ်ကောင်စီတပ်ခမရ119ကတိုက်ရဲမှုဒုဗိုလ်မှူးကြီးတပ်ပိုင် င်ထွန်းဟာအပတ်ရှင်နေစေဖြစ်ပြီးတော့လက်ကီမန်ဟိုတယ်မှာရှိနေကြောင်းမြေပြင်သတင်းရင်းမြစ်တူကပြောဆိုထားပါတယ်ကတိုင်းတောင်တိုက်ပွဲမှာတေဆုံသွားတယ်ဆိုတာကသူတို့တွေစိုက်ဝါလုထားတာပါအခုသူကလက်ကီမန်ဟိုတယ်မှာရှိနေသေးတယ်ဟိုတယ်ဝန်ထမ်းမိန်းကလေးတချို့ကိုဖမ်းထားတာတွေရွာကိုမိရှုပ်ခိုင်းတာတွေကိုသူကဥဆောင်ပြီးတော့လုပ်နေတာပါရှမ်းနေပြည်သူစစ်နဲ့ခမရတစ်တစ်ကိုကိုလှုပ်ရှားစစ်ကြောင်းကိုဥဆောင်နေတဲ့သူဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ကလက်ကီမန်ဟိုတယ်အတွင်းမှာဖမ်းဆီးခံထားရတဲ့အမျိုးသားဝန်ထမ်းများနဲ့ဧည့်သည်များကိုပြန်လွတ်ပေးခဲ့တော်လဲအမျိုးသမီးဝန်ထမ်းတချို့ ုကိုတော့ဖမ်းဆီးထားဆဲဖြစ်ပြီးတော့လိန်အကြမ်းဖက်မှုများကိုကျူးလွန်နေကြောင်းသိရပါတယ်။အဲ့ဒီခမာယာတစ်တက်ကိုတရဲမှုဒုဗိုလ်မှူးကြီးတပ်ပိုင်ထွန်းဟာစစ်ကောင်စီတပ်ရဲ့ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့တူဖြစ်ကြောင်းပြောဆိုမှုများရှိခဲ့တော့လဲပြီးကြအတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်ရဲ့ခမာယာတစ်တက်ကိုဒုဗိုလ်မှူးကြီးတပ်ပိုင်ထွန်းဦးဆောင်တဲ့စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့များဖြစ်ပွားခဲ့တဲ့ကတိုင်းတောင်တိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်သား80ကျော်တေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှေ့တန်းအပုတ်ခံရတဲ့အမ်းမျိုးစစ်အင်ဂျင်နီယာတပ်မကတပ်ဖွဲ့ဝင်9ဦးဟာရှေ့တန်းစခန်းကနေပြီးတော့ထွက်ပြေးရမှာတအူးကရေနစ်သေးပြီးတော့ကျန်တဲ့၄ယောက်ကိုတော့စစ်ကောင်စီတပ်ကပြန်ဖမ်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံတွေကမိုင်းထောင်တဲ့တပ်လို့သိထားတယ်စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်9ယောက်ဟာမဲတောင်ရှေ့တန်းကာကင်းစခန်းကနေထွက်ပြေးပြီးတဲ့နောက်စက်တဘာလ22ရက်နေ့ညနေ6နာရီကျော်ခန့်မှာဆက်လီဒစီနဲ့အမ်းချောင်းကိုဖျက်ကူးပြီးတော့ထွက်ပြေးရမှာဆက်လီမမောင်းတတ်တဲ့အတော့ ရေစီးတန်နဲ့အမ်ချောင်းအတွင်းမှာဆက်လီနင်းမြုပ်သွားခဲ့တာဖြစ်တယ်လို့ဒေသခံမျက်မြင်တွေကပြောကြားထားပါတယ်။သူတို့တက်ကထွက်ပြေးပြီးတော့ပုန်းနေတာ၂ရက်လောက်ရှိနေပြီ။တက်ကလည်းလိုက်ရှာနေတာအဲ့ဒီနေ့ကညနေ6နာရီကျော်လောက်မှာအမ်ချောင်းကိုဆက်လီနဲ့ခိုးကူရမှာအခုလိုဆက်လီမမောင်းတက်လို့ဆက်လီမှောက်သွားတာပါ။တယောက်ကတော့ရေနစ်သေးတယ်။အလောင်းကိုတော့အခုထိရှာလို့မရသေးဘူး။ကျန်တဲ့၄ယောက်ကိုတော့စစ်အင်ဂျင်နီယာတက်ကပြန်ဖမ်းသွားတယ်။လက်နက်တွေ equipment တွေအစုံပါတယ်လို့သိရတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်။အမ်မြုပ်အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အားကာကွယ်ဖို့အတွက်ရှေ့တန်းကာကင်းစခန်းများကို

စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကိုလည်းပို့ဆောင်ရမှာစစ်အင်ဂျင်နီယာတပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးတော့ထွက်ပြေးကြရာကနေပြီးတော့အခုလိုတပ်သားတအုပ်သေးဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်အင်ဂျင်နီယာတပ်ဖွဲ့ဟာစစ်ကောင်စီတပ်ရဲ့စစ်ထောက်ဆိုင်ရာရည်မှန်းချက်တာဝန်များကိုပံ့ပိုးကူညီနိုင်စေရန်ဖွဲ့စည်းထားတဲ့လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်ပြီးတော့ရခိုင်ပြည်နယ်မှာတော့မိုင်းထောင်ခြင်းလုပ်ငန်းကိုအဓိကလှုပ်ဆောင်တယ်လို့သိရပါဗျ။အမ်းမြို့မှာရှိတဲ့စစ်ကောင်စီတပ်များကစစ်ကောင်စီတပ်သားများဟာအချင်းချင်းတပ်တွင်းပြဿနာများဖြစ်ပွားမှုကြောင့်ထွက်ပြေးမှုများရှိနေပြီးစက်တဘာလပထမအပတ်အတွင်းကလည်း ထွက်ပြေးသွားတဲ့စစ်သားနှစ်ဦးကိုဓာတ်ပေါင်းစုဖျားစစ်ပင်းဆောင်စခန်းကနေပြီးတော့ပြန်လည်ဖမ်းယူခဲ့ရတယ်လို့သိရပါတယ်။တချို့တပ်ဖွဲ့ဝင်များဟာလည်းအရခတက်တော်စီကိုလက်နက်ချအလင်းဝင်တဲ့သူတွေလည်းရှိနေတယ်လို့ဒေသခံများထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်ကောင်စီရဲတပ်သားတအုပ်ကိုပစ်တက်ပြီးတော့လက်နက်များကိုယူဆောင်အလင်းဝင်လာသူ၂ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးလက်နက်များနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ၁၂ရက်နေ့မှာမြိုင်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံညီညီထွန်း တ၁၉နဲ့ဝေယံမင်းခန့်အောင်တ၁၆တို့နှစ်ဦးဟာစစ်ကောင်စီတပ်သားရဲတပ်သားတအုပ်ကိုပစ်တက်ပြီးတော့ G3 အမျိုးအစားတနက်တလက်၎င်းကြီး38တောင်း MA1 တနက်တလက် G23 တောင်းတို့ကိုယူဆောင်လာပြီးတော့ထွက်ပြေးလာခဲ့တယ်လို့သိရပါဗါဒ၎င်းတို့နှစ်ဦးကရဲတပ်သားရောကြီးဆိုတဲ့သူကိုပစ်တက်ခဲ့ပြီးတော့အဲ့ဒီရဲရဲ့လက်နက် G3 ကိုယူဆောင်ပြီးတော့ကာပိုင်တနက်ကိုအနီးနားကတနေရာမှာလွှတ်ပြစ်ထွက်ပြေးပြီး မြိုင်းပကဖထမ်းမှာအလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ23ရက်နေ့မြိုင်းပကဖအဖွဲ့များကတနက်ကိုတွားရောက်ရှာဖွေခဲ့ရမှာကာပိုင်တနက်တက်လက်၎င်းကြီး၈တောင်းတို့ကိုထမ်းမှန်ရရှိခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ15ရက်နေ့မြိုင်းမြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတအုပ်ဟာမြိုင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထမ်းကိုထမ်းမှန်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူဦးလှဖြူဟာရခိုင်ပြည်နယ်ကြောက်တော်ဇာတိဖြစ်ပြီးတော့မြိုင်းမြို့နယ်အထွတ်မန္တလေးဂိတ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန် AK အမျိုးအစားတနက်တက်လက်ကြီး45တောင်းတို့ကိုယူဆောင်လာပြီးတော့ပြည်သူ့ င်ခွင်ကိုဝင်ရောက်ခိုးလုံလာတယ်လို့သိရပါတယ်စက်တင်ဘာလ18ရက်နေ့မှာလဲစစ်ကောင်စီတပ်ဘက်ကဒုတက်ချက်အစစ်ရှိတယ်ဇွဲလင်းပိုင်ဟာမြန်မျိုးဘော်ကအထက်ကနှစ်ကနေထွက်ပြေးလာခဲ့ပြီးတော့ AK အမျိုးသားတပ်နဲ့တလက်ကြီ68တောင်းတို့ကိုယူဆောင်လာပြီးတော့မြန်ပကပထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ဒုတက်ချက်ဇွဲလင်းပိုင်ဟာ ARD တိုင်းပန်းတန်တော်မြို့နယ်မှာနေထိုင်သူတဦးဖြစ်ပြီးတော့စစ်ကောင်စီရဲ့ပြည်သူအပေါ်မှာအပြုတ်မှုလောက်ရများကိုတိမခံနိုင်တော့တဲ့အတွက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ထပ်မံပြီးတော့အလင်းဝင်ရောက်လာမဲ့သူများလည်းများစွာရှိနေသေးကြောင်းသိရပါတယ်အလင်းဝင်ရောက်လာသူများအားဂုံပြုစုငွေများထိုက်တဲ့အားလျော်စွာချင်းမြေပေးအပ်ပါကောင်းမွန်စွာထိမ့်သိမ်းထားရှိတယ်လို့သိရပါတယ်စစ်အာဏာရှင်စစ်တပ်ပြုတ်ကြရေးအတွက် စစ်ရဲအရှိန်မြင့်တယ်နေတဲ့အတွားပြည်သူရင်ခွင်ကိုဝင်ရောက်ခိုးလုံလာပါကအချိန်မရွေးဆက်သွယ်နိုင်ကြောင်းပြောဆိုထားပါတယ်။အာနာသိန်းစစ်တပ်အဖွဲ့ဝင်တပ်သားများပြူစောတိများအနေနဲ့ပြည်သူကိုနှီးမြှုပ်ဆောင်တဲ့ရက်ဆက်စွာမြေမှန်နှိပ်စက်တပ်ဖြတ်နေတဲ့အချမ်းဖတ်စစ်တပ်ကိုစွန့်ခွာပြီးတော့ပြည်သူကိုမျက်နှာမူပြီးပြည်သူကာကွယ်တပ်ဖွဲ့များနဲ့အ мян ဆုံးပူးပေါင်းကြရန်မြိုင်းပကဖကတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခမောင်း ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရွာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ဘုံကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ24ရက်နေ့ညနေ4:00မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ ဖားကံမြို့နယ်စိုင်းတောင်ရွာကိုနှစ်ချိန်ဘုံကျဲတိုက်ခတ်ပြီးတဲ့နောက်ဘူဟာကုန်းကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များကလည်းတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီးတော့လက်နက်ကြီးလက်နက်ငယ်ပောက်ကွဲတံများလည်းဇက်တိုက်ထွက်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။24ရက်နေ့ကစိုင်းတောင်မှာတိုက်ပွဲတွေပြန်ဖြစ်နေတယ်။၄နာရီ၈မိနစ်လောက်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံနှက်ောက်လာပြီးတော့ချသွားတယ်။ဒီနေ့လဲဖားကံဘူဟာကုန်းကနေပြီးတော့လက်နက်ကြီးနဲ့လှမ်းထုတ်နေတယ်။ဒီဂျက်ဖိုက်တာနဲ့လာပြီးတဲ့နောက်ပိုင်းမှာတော့လက်နက်ကြီးတွေဇက်တိုက်ထုတ်နေတာပေါ့။၁၈ရက်ရှိပြီပေါ့။တိုက်ပွဲ တွေဆက်ဖြစ်နေသေးတယ်။ဗျူဟာကုန်းကတနေကုန်လက်နက်ကြီးနဲ့ထုနေတာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolution Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။